အလုံးမဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။မိုးလေဝသနဲ့ဇလဗီယာညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အော်တိုဘာလ22ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီကနေ့ရဲ့ထူခြားမိုးလေဝသအနေနဲ့မင်္ဂလာပလင်အော်ရှိအာကောင်းသောလီဖီအာနယဝင်အခြေအနေနဲ့တောင်တရုတ်ပလဲပြင်းရှိအာကောင်းလာသောအပူပိုင်းမုန်တိုင်းအကြောင်းတို့ကိုအသေးစိတ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ ပထမဆုံးအနေနဲ့မင်္ဂလာပလင်အော်ရှင်အားကောင်းသောလီဖီအားနေရဝင်အချောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရမင်္ဂလာပလင်အော်အနာတာမိုင်းတွင်ဖြစ်ပေါ်နေသောအားကောင်းသောလီဖီအားနေရဝင် Well Mac Low Pressure Area သည်အနောက်နောက်များဘက်သို့ရွေ့လျားခဲ့ပြီးမင်္ဂလာပလင်အော်အနာတာမိုင်းတိရိလင်္ကာနိုင်ငံများပိုင်းကလွန်းသို့ရရှိခဲ့ပါတယ်။အဆိုပါအားကောင်းသောလီဖီအားနေရဝင်သည်အနောက်နောက်များဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး ယနေ့ညနေပိုင်းတွင်ဘင်္ဂလားပလင်အော်အနောက်တောင်ပိုင်းနှင့်ယင်းနှင့်ဆက်ဆက်လျက်ရှိသောဘင်္ဂလားပလင်အော်အနောက်လယ်ပိုင်းအိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းကန်လွန်နှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကန်ချီတို့၌မုန်တိုင်းငယ်အဖြစ်သို့၎င်းထိုမှတဆင်အနာနာမြောက်ဘက်သို့ရွေလျားနိုင်ပြီးပုံမှန်အားကောင်းလာနိုင်က23ရက်စေလ2025ရက်နေ့တွင်အိန္ဒိယနိုင်ငံတမီနာဒူးမြောက်ပိုင်းနှင့်အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကန်ချီတို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည် ပင်လပလယ်အော်များပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်အနှဲငယ်ဖြစ်ထွန်းနေပြီးကပလီပလယ်ပြင်နှင့်တမင်္ဂလပလယ်အော်တို့တွင်တိမ်အထင်အတင်မှတိမ်ထူထပ်နေပါသည်ဆလပင်းတောင်တိုပလယ်ပြင်ရှိအကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှင်အခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါသည်ယနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွားချက်များအရယမန်နေ့ညကတောင်တိုပလယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သောအပူပိုင်းမုန်တိုင်းဖန်ရှင်သည်အကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှင်ဖြစ်သို့ပုံမအကောင်းလာခဲ့ကား အနာအနာတာမတ်တို့ယူလျခဲ့ပြီး VNN နိုင်ငံဌာနမျိုး၏အရှိဘက်ရေမိုင်း190မိုင်းခန့်အကွာပလဲပြင်ကိုပို့ပြူနေပါတယ်။ဆလပီမိုလီဝတာနှင့်ဆလဗီယာညွန်ချမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမိုလီဝတာအခြေအနေကိုတင်ပြပေးပါမယ်။ယနေ့ညနေထိခံမှန်းချက်တင်းသားတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာစိစိနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊အီယာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာကျဲကျဲနဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်내တို့တွင်နေရာခွက်ကြားမှုထစ်ဆုံးရမည်။ရွာရံရံုံပြည့်ဖြစ်ပါれ။နေပြည်တော်နေရာခွက်ကြားမှုထစ်ဆုံးရမည်။ရန်ကုန်ကဘာအေးနေရာခွက်ကြားမှုထစ်ဆုံးရမည်။မန္တလေးနေရာခွက်ကြားမှုထစ်ဆုံးရမည်။ပဲခူးနေရာခွက်ကြားမှုထစ်ဆုံးရမည်။မကွေးနေရာခွက်ကြားမှုထစ်ဆုံးရမည်။ဟုံမလင်းနေရာခွက်ကြားမှုထစ်ဆုံးရမည်။မုံရွာနေရာခွက်ကြားမှုထစ်ဆုံးရမည်။ပတ်သိမ်းနေရာခွက်ကြားမှုထစ်ဆုံးရမည်။ တဝဲမိုးတစ်ချိန်နဲ့ချိန်ထချောင်းရမည်မြစ်ကြီးနာနေရာွက်ချောင်းမိုးထချောင်းရမည်ဒိုက်ကောနေရာွက်ချောင်းမိုးထချောင်းရမည်ဖက်အန်းနေရာွက်ချောင်းမိုးထချောင်းရမည်ဟာခါနေရာွက်ချောင်းမိုးထချောင်းရမည်မော်လမြိုင်မိုးတစ်ချိန်နဲ့ချိန်ထချောင်းရမည်စစ်တွေးနေရာွက်ချောင်းမိုးထချောင်းရမည်လာရှိုမိုးတစ်ချိန်နဲ့ချိန်ထချောင်းရမည်တောင်ကြီးမိုးတစ်ချိန်နဲ့ချိန်ထချောင်းရမည်ကျိုင်းတုံနေရာွက်ချောင်းမိုးထချောင်းရမည် မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအယောဒီတိုင်းဒေသကြီးနဲ့သတင်းတိုင်းတိုင်းဒေသကြီးတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျာရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့တူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းတျက်စီးလက်ခြင်းနဲ့မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခမန်းချံနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးထစ်ချောင်ရနိုင်ပါတယ်။နေပြည်တော်နယ်ဤတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချောင်ရမီရွာရံရံုံပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်ဤတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချောင်ရမီရွာရံရံုံပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နယ်ဤတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်နေရာကွက်ကြားမိုးထစ်ချောင်ရမီရွာရံရံုံ80ဖြစ်ပါတယ်။မြမပင်လေပြင်းလိုင်းနှဲငယ်မှလိုင်းတင်တင်ရှိမည် လှိုင်းမြင့်မှာမြမကယ်ရန်တရှာနဲ့ကဲလွန်ပလဲပြင်းတို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည်။နောက်ဆုံးအနေနဲ့မူလဝတ္တနှင့်ဆရာဗီယာညွန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောမြေကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်။မြေကြီးနောက်မြေကြီး6ခိုင်ခွင့်334 -4 cm နှလမခန့်ထက်ကြောင့်မိကညနေ16:30မှ17:00တွင်မြေကြီးနောက်မြို့ဤမိကမြင့်ဆုံးဘူးချင်း 34ဒသမ1ဒီဂရီစင်တီဂရိတ်ယနေ့နေဆုံးပူချင်း15ဒသမ3ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြစ္စည်းနာမြေသည်ဆိုရင်မှ1200စင်တီမီတာသို့ရရှိရန်165စင်တီမီတာ28ပြီးကျော်ခန့်အလိုရင်းရရှိနေပါတယ်။ညရဲ့အတက်ကြပုံမှန်နေထိုင်ခန့်မှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်သည့်အချိန်နှင့်မတွေ့ရှိသေးပါရှင်။အရာဝတီမြေအထက်ပိုင်းမှာမူအားနှဲငယ်ရှိနေပါတယ်။ ရန်ဖန်ရန်ခအီယဝတီမြစ်ဆောင်ထပ်ပိုင်းမှာနေရာကွက်၍မိုတဲထန်းဆွာရသွင်းခြင်းများကြောင့်မြစ်ကြီးနားမြေကြားစင်နေရာမှပြန်တလာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အေယော်ဒီမြစ်အထက်ပိုင်းမိခါမြင်းနဲ့မလိခမြင်းဝမ်းဒေသများမှာမိုးတိမ်တာဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေယော်ဒီမြစ်ကိုတခြားနဲ့ချင်းနစ်မြို့တခြားမြေကန်ဒီမြင်းနေဒေသများနဲ့မြင်းနူးစုများတွင်စိုက်ပျိုးလော့ကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အရာဝတီမြင့်ကြီးကိုမိပြုနေထိုင်ရှာဖွေစားတောင်းနေကြတော့မိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းတွင်းမြင့်ရဲ့ချင်းနေခန်းတီမြင့်ရဲ့တလမခန်းထက်ကြောင့်နေခရရနေမှာ12နိုင်တင်။မောင်ရွာမြင့်ရဲ့နလမခန်းထက်ကြောင့်မနေခရညနေမှာ12နိုင်တင်။ချင်းတွင်းမြင့်ရဲ့တက်ကြပုံမှန်နေထိုင်ခန်းမှာရှိနေပါမယ်။ထူးခဲမြင့်ကြီးနိုင်တဲ့ချင်းနေမတွေ့ရှိသေးပါရှင်။ကန်ဒီဟောမလင်းဖောင်ပြင်းတဲ့မော်လိုက်မြည်ရုံမှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ ကလေးဝါမင်းကင်ကနေနဲ့မိုးရွာမြို့မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အီယဝတီမြို့ချင်းနေဗမောရှေကူကတ္တာထီချိုက်တပိတ်ချင်းမန္တလေးစကိုင်းမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ညင်မူပခောက်ကူညောင်ဦးချမင်းဘူးမကွေးမြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။အောင်လန်းပြည်စိတ်သားဟင်္ဒရာနဲ့ဇလုံမြို့တို့မြေကြီးမှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ အယဝတီမြင့်မြင့်တမှုကို24နိုင်ဆောင်ကြည့်တင်ပြပေးနေပါရှင်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဗီဒီယိုလေးကိုအစုံနဲ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတပောင်းအဗီအန်ဒီရဲ့ကနေကင်ဝေးကြပါစေလို့ For You Media Channel ကနေဆုတောင်းပေးလိုက်ပါရရှင်။